ုံးအလူပေါ့နော်ပတ္တဆာဆွန်ရဲရဲ့အလူပေါ့ဆွန်ရဲရဲ့အလူကဥစဉ်ကိုပိတ်ထားတယ်နော်ဘယ်ဖိတ်ထားတယ်ဥစဉ်အလူကြွားကိုတော့အဲ့တော့ဥစဉ်ကအလုံးစိတ်ပူနေကြမှန်းလဲဥစဉ်ကတိပါတယ်ဗျာနော်ဥစဉ်လာမယ်ဆိုလို့ရှိရင်လေ PDF တွေကဥစဉ်ကိုဒါဘလို့နီးနေမှာဆိုသူတို့တွေချောင်းမြောင်းမှာဗျာရတဲ့အနည်းနဲ့ဥစဉ်ကိုသူတို့တွေတုတ်တင်နေတာပေါ့ဗျာနော်ဒါဥစဉ်တတင်းဘလို့ပေါက်သွားလဲဆိုတော့ဥစဉ်လည်းမပြောတတ်ဘူးပေါ့ဗျာနော်အဲ့တော့အဲ့အလူနဲ့ပတ်သက်ပြီးလဲစိတ်နော်အလုံးစိတ်ပူတဲ့အတိုင်းပဲဥစဉ်ဒါမသွားပြဖို့ပါများပါတယ်ဗျာနော်အလူနဲ့ပတ်သက်ပြီးဥစဉ်ကမသွားပြဖို့ပါပဲ ဥစဉ်များပါတယ်ဗျာနော်ကြွားပြမကြွားပြဆိုတော့မတည်သေးဘူးပေါ့နော်အဲ့ဒါမကြွားပြဖို့ဟာကများတယ်လို့ပဲဥစဉ်ကပြောချင်ပါတယ်ဗျာနော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အလှပွဲတက်မြီပေါက်ကူတော့လုံချမ်းရေးပေါက်ကြလို့ PDF ကြောက်ပြီးဘယ်မှမတော်ဝန်တဲ့အခြေအနေရောက်သွားကြောင်းရင်ဖွင့်လာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာမျိုးရီအားလုံးမင်္ဂလာပါဗျဒီနေ့က23ရက်6လပိုင်း2025ဖြစ်ပါတယ်ဗျာ ဒီကနေ့ဥစဉ်ဘာပြောချင်တာလဲဆိုလို့ရှိရင်ဥစဉ်တို့ဒီပေါ့မြို့နဲ့တည်င်းနဲ့ပတ်သက်ပြီးမှဥစဉ်ကိုမေးကြတယ်ရှင်ဗျားတဲ့ပေါ့မြို့နဲ့တည်င်းနဲ့ပတ်သက်ပြီးမှဘာမှမပြောဘူးလားဗျာတဲ့ဥစဉ်ဘာမှမပြောပါဘူးဗျာနော်ဘာမှမပြောပါဘူးဘာဖြစ်လို့ဘာမှမပြောရလဲဆိုလို့ရှိရင်ဒီခါလေးဥစဉ်တို့မတည်တဲ့အရာတွေတစ်ဖက်ကမတည်တဲ့အရာတွေအများကြီးရှိတယ်ဗျာနော်အများကြီးရှိတယ်အဲ့တော့ဒီကြတာတစ်ခုကတော့ပေါ့မြို့နဲ့ရင်နှန်းဖြတ်တဲ့အခါမှာရေတွားတဲ့အခါမှာ တစ်ဖက်ရန်သူတွေ PDF ကျမ်းဖက်တရားတော်တော်ကြီးကိုကြာရှုံးတယ်လို့ဦးဇင်းတို့ခိုင်းလုံးတဲ့တဲ့င်းတွေတေးကြတဲ့တဲ့င်းတွေကိုဦးဇင်းတို့ကြားသိရပါတယ်ဗျာနော်ဒါတော့ပဲဦးဇင်းတို့ပေါ့ညွန့်တဲ့တဲ့င်းနဲ့ပတ်သက်ပြီးမှအဲ့တော့ပေါ့ညွန့်နယ်မှာရိတ်ခါလိုအပ်နေတဲ့ရွာတွေကိုလည်းမပူပါနဲ့နော်ခမဲလို့ဒီရိတ်ခါကိုအရောက်ပို့ပေးမှာပါဗျာနော်ရိတ်ခါလည်းအကြောင်းပါပါနော်အဲ့တော့မလောပါနဲ့လို့ပဲဦးဇင်းကတော့ပြောချင်ပါတယ်ဗျာနော်ဒါတော့နှစ်ချီတုံးလေးနဲ့ကြီးတောင်မှခမဲလို့ရိတ်ခါမရောက်ဖဲနဲ့ဒီလောက်ကိုတိခိုင်းပြီးမှစောင့်ပေးပါနော်ဒီနေ့ဘာကြောင့်မဖြတ်ထားလဲဘာကြောင့်မလာနိုင်နေတာလဲဆိုတာကိုလည်းမသိကျင်ပါနဲ့ဗျာနော် ကလည်းဆေးရည်ကတော့မတိဆေးရည်တွေကတော့မတိတာပဲကောင်းပါတယ်နော်ဒါကတော့ပေါ့ပြုတ်နဲ့တည်နေပတ်သက်ပြီးဦးစင်ကပြောပြခြင်းဖြစ်ပါတယ်ဗျဦးစင်တို့ဒီပြူးလွင်နဲ့ပတ်သက်တဲ့တည်နေကတော့အကုန်လုံးကတော့အေးဆေးဆေးပါပဲနော်အောင်ပွဲအလီလီရှင်းနေတယ်လို့ပဲပြောကြင်ပါတယ်နော်အောင်ပွဲအလီလီရှင်းမှာရန်သူတွေရဲ့အလောင်းတွေရန်သူတွေထုတ်ခွာတဲ့အရာတွေဒီအလောင်းတွေဘာကြောင့်ချက်မပြရလဲဆိုတာလေဦးစင်တို့ကတခါကြဦးစင်တို့ဖောက်ရပါဖြစ်လို့ပြပိုင်မှမရှိဘူးပေါ့နော်အဲ့တော့ Telegram တွေမှာတော့ ကြည့်လို့ရပါလေနော်ဒီလူတို့တွေရဲ့ဒီဘယုံမလားဖြစ်နေပါဘောနော်ဒါတော့ပြည်ဦးလွန်တကင်းနဲ့အနောက်ချုံပေါ့နော်ပြည်ဦးလွန်ဘက်ကအကြီးတဝဲကတော့အေးစေးစေးပါပဲအနောက်ချုံမြို့နယ်တွေကပေါ့နော်ဒါနောက်တစ်ခုကရောဦးစင်းနဲ့မန္တလေးတိုင်းပင်ကုန်းနဲ့ပတ်သက်ပြီးလေဒီတိုင်းတိုင်းပင်ကုန်းနဲ့ပတ်သက်ပြီးတော့ပြောချင်တာကတော့နော်ဟုတ်တယ်လို့ဘန်ဂါတွေကောင်းကောင်းလိုအပ်တယ်လို့ပဲအကြံပြုချင်နေပြန်နော်ဘန်ဂါတွေကောင်းကောင်းလိုအပ်တယ်ဘန်ဂါတွေခိုင်ခိုင်မာမာလုပ်ဖို့လိုအပ်တယ်နော်ကိုယ့်ရဲ့ကိုယ့်ဘက်ကလူတွေလက်နဲ့ခိုင်ရနေပြည့်စုံမှုလိုအပ်တယ်ထောက်ပံ့မှုအားတွေပြည့်စုံမှုလိုအပ်တယ်လို့ ောက်ကလူတွေလူကြီးတွေကလူကြီးတွေကိုလည်းအောက်ကလူတွေကလည်းတက်တရှိရှိတင်ပြရဲကိုလိုအပ်ချက်ကိုတက်တရှိရှိပြောပြဖို့လိုအပ်တယ်လို့ဦးဇင်းတို့ကတော့ပြောကြင်ပါလေဗျာနော်တခါတလေဦးဇင်းတို့စီကိုတရင်ပို့ထားတာတွေအများကြီးပါနော်အတဦးဇင်းတို့မှာအတာဖိုင်တွေလည်းရှိတယ်အဲ့ဒါတခါတလေကြတော့နော်မတိတယ်ဟာတွေဒါမပြောတဲ့နဲ့အရာကြတယ်ဦးဇင်းတို့ကမပြောဘူးဗျာနော်အဲ့လူကြီးလောက်ပဲဦးဇင်းတို့ကတခါလေစာလန့်ပို့တာပဲရှိပါလေဗျာနော်စာလန့်ပို့တာပဲရှိပါလေနောင်ချိုအနီးကကြေးရွာတွေမှာတောင်းတက်ကိုစစ်ကောင်စီက drone လက်နက်ကြီး၄ချောင်းအသုံးပြုပြီးအပြင်းထန်ထိုးစစ်ဆင်နေ တောင်တက်တီ NLA ထိမ့်ချုပ်ထားတဲ့နောင်ချုံမျိုးအနီးကကြေးရွာတွေကိုစစ်ကောင်စီတပ်က drone လက်နက်ကြီးနဲ့လေကြောင်းကိုအသုံးပြုပြီးအပြင်းထန်ထိုးစစ်ဆင်နေလို့တိုက်ပွဲပြင်းထန်နေတယ်လို့ရှေ့တန်းနီးစပ်တဲ့သတင်းရင်းမြစ်တွေထံကသိရပါတယ်။လုံဝဲရွာအနီးမှာအတိအကျဖြစ်နေတာစစ်ကောင်စီဘက်က drone ရောလက်နက်ကြီးရောလေယာဉ်တွေနဲ့ရောလာချနေတာလေယာဉ်စု၁၀ကျင်းရှိပြီးလာကျဲနေတာလို့ဆိုပါတယ်။ အခုလိုလက်နက်မျိုးစုံအသုံးပြုပြီးထိုးစစ်ဆင်နေတာဟာစစ်ကောင်စီဘက်ကအထီးခိုက်ကြဆုံများနေတာကြောင့်ဖြစ်ပြီးတော်လှန်ရေးတပ်ဘက်ကလည်းအပြင်းထန်ခုခံနေတယ်လို့ဆိုပါရယ်ဒီဆက်နှစ်နဲ့လာချတာဘုံတစ်ဆက်လုံးကျော်ရှိမယ်လာချလိုက်ပြန်ပတ်လိုက်နဲ့လုံနေတာအဲဆက်နှစ်ကြွေတာတော့မြောင်ပင်ဘက်မှာလာကြွေတာအထီးခိုက်တော့မတိရသေးဘူးနောင်ဝဘက်လိုလည်းကြားတယ် ရွှေသွနာပတ်လို့လဲကြတယ်ရွှေသွနာပတ်မှာလာချတာဖြစ်ဖို့များတယ်စကားစကားအခုအဲနာကနေလဲထိုးလာတာဆိုတော့လေလို့ပြောပါတယ်နောင်ချုံမျိုးအနည်းရှိလက်ပံကုန်းတရက်ကုန်းညံတော့ရွှေသွန်းလုံးဝဲအုံမတီးနဲ့စမဆယ်ရွာစတဲ့ကြေးရွာတွေမှာစစ်ကောင်စီတပ်နဲ့တအောင်တက် DNA တို့အကြားတိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်ဒါအပြင်မနေ့စွန်လာ20နေ့ရက်ကလည်းနောင်ချုံမျိုးတရက်ကုန်းကြေးရွာကိုစစ်ကောင်စီတပ်ကလေရင်ဘုံလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ပြောပါတယ် ြီးခဲ့တဲ့ဇွန်လ22ရက်ကလည်းနောင်ချုံမြို့တံပိုးရွာကိုမိနစ်ပိုင်းအတွင်းစစ်ကောင်စီတပ်က10နှစ်လေးရင်နဲ့အုံပြုပြီးဘုံလုံး50နီးပါးကျဲချတိုက်ခိုက်ခဲ့ပါတယ်။အဲ့တော့သင်းသင်းမလေးအောက်ကအောက်ကသင်းချင်းသင်းချင်းမလေးညပါနဲ့လို့ပဲဦးဇင်းတော့ပြောချင်ပါလိမ့်ပါနော်။တန်တဲ့အရာကိုလိန်ညင်လိန်ညာချင်ညာကြပါဗျာနော်။တိုင်းပြည်နစ်နာရမယ်နေရာကိုကိုတက်သားတွေနစ်နာရမယ်နေရာကိုအောက်လက်သားတွေနစ်နာရမယ်အရာဆိုလို့ရှိရင်မလိမ္မာနဲ့လို့ဦးဇင်းကပြောချင်ပါလိမ့်ပါနော်။အထက်ကိုမလိမ္မာနဲ့လို့ပြောချင်ပါရနော်။ ဒါလေးပဲဦးစင်းကတော့ပြောချင်ပါသေးပဲเนาะအဲ့တော့နောက်တစ်ချက်ကတောင်ပြုံးအလှူပေါ့เนาะပတ်တဆာဆွန်ရဲရဲ့အလှူပေါ့ဦးစင်းရဲရဲ့အလှူကဦးစင်းကိုပိတ်ထားတယ်เนาะဘယ်တဖိတ်ထားတယ်ဦးစင်းကအလှူကြွားတော့အဲ့တော့ဦးစင်းကအလုံးစိတ်ပူနေကြမှန်းလဲဦးစင်းကပြပါတယ်ပဲเนาะဦးစင်းလာမယ်ဆိုလို့ရှိရင်ပြပြရဲ့ဒီဦးစင်းလေနီးနဲ့မဆိုသူတွေနဲ့ပတ်သက်ပြီးလဲစိတ်เนาะအားလုံးစိတ်ပူတဲ့အချိန်မှာဦးစင်းဒါမတော်ဖြစ်ဖို့ကများပါတယ်ဗျာเนาะအလူနဲ့ပတ်သက်ပြီးဦးစင်းက မကြွပြစ်ဖို့ပါပဲဥစဉ်များပါတယ်ဗျာเนาะကြွပြစ်မကြွပြစ်ဆိုတော့မတိသေးဘူးပေါ့เนาะအဲ့ဒါမကြွပြစ်ဖို့ဟာကများတယ်လို့ပဲဥစဉ်ကပြောချင်ပါတယ်ဗျာเนาะအဲ့တော့ဥစဉ်စိတ်ပူပေးကြရဲ့ဥစဉ်ကိုစိတ်ပူပေးတဲ့အမျိုးတွေအားလုံးလဲတကယ်ကိုအတိုက်အထက်မကဥစဉ်ဒါကျေးဇူးတင်ပါတယ်ဗျာเนาะအဲ့တော့ဥစဉ်ကိုတက်မတော်ဝိုင်းရထောက်ခံနေတဲ့အမျိုးတွေတက်မတော်ကိုတက်မတော်ချင်းမြတ်နိုးသူတွေဘာပြောပြောဥစဉ်တို့စိတ်ဓာတ်မကြကြပါဘူးเนาะအခုဆိုလို့ရှိရင်တက်မတော်ကနေတနည်းတစ်ဖုံနဲ့ လှုပ်ဆောင်နေတာတွေအများကြီးရှိပါတယ်ဗျာနော်အာနဘောကစားလို့ရှိရင်တော့ဥစဉ်တို့တိုက်စစ်တွေပေါ်ဆောင်လာတယ်လို့ပဲပြောရမှာဒါမှမဟုတ်စစ်တွေဘက်တွေဘက်တွေကြားရောက်စုဘက်တွေကြားနေရတဲ့ဒင်းနေရလဲတစ်ဖက်လော်ဘီတွေရဲ့တင်းစကားတွေပါလေဗျာနော်ဥစဉ်တို့ခုနောက်ပိုင်းမှာဒီကြောက်ဖြူလို့စစ်တွေတို့တင်းနေမတင်မှုဆိုတာကကိုယ့်ဘက်ကကြားရှုံးလို့မတင်တာမဟုတ်ပါဘူးဗျာနော်စီးရေးအရာတွေပြောဥစဉ်တို့ကမပြောဘဲနေချင်းတာဖြစ်ပါတယ်ဗျာနော်စီးရေးအရာကြောင့်မပြောဘဲနေချင်းဖြစ်ပါတယ်အဲ့တော့ဘာပဲပြောဥစဉ်တို့ငငယ်ကပြောခဲ့တယ်နော် တခါလေဆရာသမားပြောတဲ့အရာလေးတွေဦးစင်းတို့ကဝင်ပြောတဲ့အခါမှာဆရာသမားကဘာပြောလဲဆိုတာမင်းနဲ့မတီးဝဲနဲ့ဝင်းဝင်းပြောနေကွာတဲ့ဟုတ်လားမင်းတို့ကလေးတွေတိတယ်ဆိုတာတဲ့လူကြီးတွေကိုမမီသေးဘူးပေါ့နော်အခုလဲဦးစင်းတို့တိတယ်တတ်တယ်ဆိုတာကတော့လူကြီးတွေကိုမမီသေးဘူးလို့ပဲဦးစင်းကတော့ပြောကြင်ပါတယ်ပေါ့နော်အဲ့တော့ဦးစင်းတို့ဗမော်တရင်နေပါတရင်နေအကုန်လုံးနေရတော့နော်ဗမော်ဆိုလဲခြေနေကောင်းတယ်ဆိုတာအားလုံးခင်ဗျားတို့အတိဆုံးပါဗျာနော်အဲ့တော့ ဒါမှမဟုတ်ချင်းမြတ်နိုးသူမြောက်ဦးဇန်ဒါလေးပဲပြောချင်ပါလေဗျာနော်အဲအားလုံးစိတ်ချမ်းသာကိုကြီးကြမ်းမှချင်းမြတ်နဲ့ပြည့်စုံပြီးအန်ရဲကင်းပြီးဖြင်းရှင်းကြပါသေးလို့ဖောက်ကတော့သတော်မေတ္တာပို့သလိုက်ပါလေဗျာအားလုံးသာပါပဲဗျာ